ုံးအလူပေါ့နော်ပတ္တဆာဆွန်ရဲရဲ့အလူပေါ့ဆွန်ရဲရဲ့အလူကဥစဉ်ကိုပိတ်ထားတယ်နော်ဘယ်ဖိတ်ထားတယ်ဥစဉ်ကအလူကြွားကိုတော့အဲ့တော့ဥစဉ်ကအလုံးစိတ်ပူနေကြမှန်းလဲဥစဉ်ကတိပါတယ်ဗျာနော်ဥစဉ်လာမယ်ဆိုလို့ရှိရင်လေ PDF တွေကဥစဉ်ကိုဒါဘလို့နီးနေမှာဆိုသူတို့တွေချောင်းမြောင်းမှာဗျာရတဲ့အနည်းနဲ့ဥစဉ်ကိုသူတို့တွေတုတ်တင်နေတာပေါ့ဗျာနော်ဒါဥစဉ်တရင်ဘလို့ပေါက်သွားလဲဆိုတော့ဥစဉ်လည်းမပြောတတ်ဘူးပေါ့ဗျာနော်အဲ့တော့အဲ့အလူနဲ့ပတ်သက်ပြီးလဲစိတ်နော်အလုံးစိတ်ပူတဲ့အချိန်မှာဥစဉ်ဒါမတွားပြဖို့ပါများပါတယ်ဗျာနော်အလူနဲ့ပတ်သက်ပြီးဥစဉ်ကမတွားပြဖို့ပါပဲ ဥစဉ်များပါတယ်ဗျာเนาะကြွားပြမကြွားပြဆိုတော့မတည်သေးဘူးပေါ့เนาะအဲ့ဒါမကြွားပြဖို့ဟာကများတယ်လို့ပဲဥစဉ်ကပြောကြမှာတယ်ဗျာเนาะအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တောင်ပြုံးပွဲတက်မီပောက်ကိုတော့လုံကြုံရေးပောက်ချလို့ဘဲမမတွားရဲတော့ဘူးလို့ပြောပြလာတည်မှုအဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါအောင်ခင်ဗျာမျိုးရီအားလုံးမင်္ဂလာပါဗျာဒီနေ့က23ရက်6လပိုင်း2025ဖြစ်ပါတယ်ဗျာဒီကနေ့ဥစဉ်ဘာပြောချင်တာလဲဆိုလို့ရှိရင်ဥစဉ်တို့ဒီပောက်မျိုးတွေနဲ့တည်င်းနဲ့ပတ်သက်ပြီးမှဥစဉ်ကိုမေးကြတယ် ရှင်ဗျားတဲ့ပတ်မွတ်နဲ့တည်င်းနဲ့ပတ်သက်ပြီးမှဘာမှမပြောဘူးလားဗျာတဲ့ဥစဉ်ဘာမှမပြောပါဘူးဗျာနော်ဘာမှမပြောပါဘူးဘာဖြစ်လို့ဘာမှမပြောပါလဲဆိုလို့ရှိရင်ဒီခါလေးဥစဉ်တို့မတည်တင်တဲ့အရာတွေတစ်ဖက်ကမတည်တင်တဲ့အရာတွေအများကြီးရှိတယ်ဗျာနော်အများကြီးရှိတယ်အဲ့တော့ဒီကြတာတခုကတော့ပတ်မွတ်နဲ့ရင်နှန်းဖြတ်တဲ့အခါမှာရေတွားတဲ့အခါမှာတစ်ဖက်ရန်သူတွေ PDF အချမ်းဖက်တွေကတော်တော်ကြီးကိုကြာရှုံးတယ်လို့ဥစဉ်တို့ခိုင်းလုံးတဲ့တဲ့င်းတွေ တေးကြတဲ့တရင်တွေကိုဥစဉ်တို့ကြားသိရပါတယ်ဗျာနော်ဒါတော့ပဲဥစဉ်တို့ပေါ့ညွန့်တဲ့တရင်နဲ့ပတ်တည်းမှာအဲ့တော့ပေါ့ညွန့်တဲ့မှာရိတ်ခါလိုအပ်နေတဲ့ရွာတွေကိုလည်းမပူပါနဲ့နော်ခမဲလို့စီရိတ်ခါကိုအရောက်ပို့ပေးမှာပါဗျာနော်ရိတ်ခါလည်းရောက်မှာပါနော်အဲ့တော့မလောပါနဲ့လို့ပဲဥစဉ်ကတော့ပြောကြင်ပါတယ်ဗျာနော်ဒါတော့နှစ်ချီတုံးလေးနဲ့ကြီးတောင်မှခမဲလို့ရိတ်ခါမရောက်ဖဲနဲ့ဒီလောက်ကိုတိခိုင်းပြီးမှစောင့်ပေးပါနော်ရင်းနှန်းဘာကြောင့်မဖြတ်တာလဲဘာကြောင့်မလာနိုင်နေတာလဲဆိုတာကိုလည်းမတိကျင်ပါနဲ့ဗျာနော်ဒါကလေးဆေးရတော့မတိကျင်ဆေးတွေကတော့မတိတာပဲကောင်းပါတယ်နော် ဒါကတော့ပေါ့မြုံနဲ့တရင်နဲ့ပတ်သက်ပြီးဦးစင်းကပြောပြချင်းဖြစ်ပါလေဗျ။ဦးစင်းတို့ဒီပြူးလွင်နဲ့ပတ်သက်တဲ့တရင်နေရာတော့အကုန်လုံးကတော့အေးစေးစေးပါလေနော်။အောင်ပွဲအလီလီရှင်းနေတယ်လို့ပဲပြောချင်ပါလေနော်။အောင်ပွဲအလီလီရှင်းရင်မှရန်သူတွေရဲ့အလောင်းတွေရန်သူတွေထုတ်ခွာတဲ့အရာတွေဒီအလောင်းတွေဘာကြောင့်ခြောက်ပြရလဲဆိုတာလေဦးစင်းတို့ကတစ်ခါတည်းဦးစင်းတို့ဖောက်ချက်ပါဖြစ်လို့ပြပိုင်မှမရှိဘူးပေါ့နော်။အဲတော့တန်တဲ့တယ်လီဂရမ်တွေမှာတော့ကြည့်လို့ရပါလေနော်။ဒီလူတို့တွေရဲ့ဒီဘယုံမလားဖြစ်နေရပေါ့နော်။ ဒါတော့ပြည်ဦးလွန်တစင်းနဲ့ပဲအနောက်ချုံပေါ့နော်ပြည်ဦးလွန်ဘက်ကအကြီးတဝဲကတော့အေးစေးစေးပါပဲအနောက်ချုံမြို့နယ်တွေကပေါ့နော်နောက်တစ်ခုကတော့ဥစဉ်နဲ့မန္တလေးထိုင်းမြင်ကုန်းနဲ့ပတ်သက်ပြီးလဲဒီတိုင်းထိုင်းမြင်ကုန်းနဲ့ပတ်သက်ပြီးတော့ပြောချင်တာကတော့နော်ဥစဉ်တို့ဘန်ဂါတွေကောင်းကောင်းလိုအပ်တယ်လို့ပဲအကြံပြုချင်နေပြန်နော်ဘန်ဂါတွေကောင်းကောင်းလိုအပ်တယ်ဘန်ဂါတွေခိုင်ခိုင်မာမာလုပ်ဖို့လိုအပ်တယ်နော်ကိုယ့်ရဲ့ကိုယ့်ဘက်ကလူတွေလက်နဲ့ခရိုင်နေပြည့်စုံမှုလိုအပ်တယ်ထောက်ပံ့မှုအားတွေပြည့်စုံမှုလိုအပ်တယ်လို့အောက်ကလူတွေလူကြီးတွေကလူကြီးတွေကိုလည်းအောက်ကလူတွေကလည်းတတ်တည်ရှိရှိတင်ပြရဲလိုအပ်ချက်ကိုတတ်တည်ရှိရှိပြောပြဖို့ လိုအပ်တယ်လို့ဦးဇင်းတို့ကတော့ပြောကြင်ပါတယ်ဗျာနော်တခါတလေဦးဇင်းတို့ဇီကိုတရင်ပို့ထားတာတွေအများကြီးပါနော်အတန်ဦးဇင်းတို့မှာအတဖိုင်တွေလက်ရှိတယ်အဲ့တခါတလေကြတော့နော်မတိတယ်ဟာတွေဒါမပြောတင်တဲ့အရာကြဦးဇင်းတို့ကမပြောဘူးဗျာနော်အဲ့တော့လူကြီးလောက်ပဲဦးဇင်းတို့ကတခါလေစာလန့်ပို့တာပဲရှိပါတယ်ဗျာနော် စာလန့်ပို့တာပဲရှိပါတယ်အဲ့တော့တစင်းတစင်းမလိအောက်ကအောက်ကတစင်းချင်းတစင်းချင်းမလိရပါနဲ့လို့ပဲဦးဇင်းကတော့ပြောကြင်ပါတယ်ဗျာနော်တန်တဲ့အရာကိုလိန်ရင်လိန်ညာချင်ညာကြပါဗျာနော်တိုင်းပြည်နင့်နာရမယ်နေရာကိုကိုတက်သားတွေနင့်နာရမယ်နေရာကိုအောက်လက်တားတွေနင့်နာရမယ်အရာဆိုလို့ရှိရင် မလိမ္မာနဲ့လို့ဦးစင်ကပြောချင်ပါတယ်ဗျာနော်အထက်ကိုမလိမ္မာနဲ့လို့ပြောချင်ပါတယ်နော်ဒါလေးပဲဦးစင်ကတော့ပြောချင်ပါတယ်ဗျာနော်အဲ့တော့ဒီနောက်တစ်ချက်ကတောင်ပြုံးအလူပေါ့နော်ပတ္တဆာဆွန်ရဲရဲ့အလူပေါ့ဦးစင်ရဲ့အလူကဦးစင်ကိုပိတ်ထားတယ်နော်ပဲဖိတ်ထားတယ်ဦးစင်ကအလူကြွားတော့အဲ့တော့ဦးစင်ကအလုံးစိတ်ပူနေကြမှန်းလဲဦးစင်ကတိပါတယ်ဗျာနော်ဦးစင်လာမယ်ဆိုလို့ရှိရင်လေ PDF တွေကဦးစင်ကိုဒါဘလို့နီးနေမဆိုသူတို့တွေချောင်းမြောင်းပါဗျာရတဲ့နီးနေဦးစင်ကိုသူတို့တွေတုတ်တင်နေတာပေါ့ဗျာနော်ဒါဦးစင်တည်းတည်းဘလို့ပောက်သွားလဲဆိုတော့ဦးစင်လည်းမပြောတတ်ဘူးပေါ့ဗျာနော် ဲ့တော့အဲ့ဒီအလူနဲ့ပတ်သက်ပြီးလဲစိတ်เนาะအလုံးစိတ်ပူတဲ့အချိန်မှာဥစဉ်ဒါမတွားပြဖို့ပါများပါတယ်ဗျာเนาะအလူနဲ့ပတ်သက်ပြီးဥစဉ်ကမတွားပြဖို့ပါပဲဥစဉ်များပါတယ်ဗျာเนาะကြွားပြမကြွားပြဆိုတော့မတိတိဘူးပေါ့เนาะအဲ့ဒါမကြွားပြဖို့ပါကများတယ်လို့ပဲဥစဉ်ကပြောချင်ပါတယ်ဗျာเนาะအဲ့တော့ဥစဉ်စိတ်ပူပေးကြရဲ့ဥစဉ်ကိုစိတ်ပူပေးတဲ့အမျိုးတွေအလုံးလဲတကယ်ကိုအတိုက်ထက်မကဥစဉ်ဒါကျေးဇူးတင်ပါတယ်ဗျာเนาะအဲ့တော့ဥစဉ်ကိုတက်မတော်ဝိုင်းရံထောက်ခံနေတဲ့အမျိုးတွေတက်မတော်ကိုတက်မတော်ချင်းမြတ်နိုးလူတွေဘာပြောပြောဥစဉ်တို့စိတ်ဆက်မကြကြပါဘူးเนาะအခုဆိုလို့ရှိရင်တက်မတော်ကနေတနည်းတစ်ဖုံနဲ့ လုံဆောင်နေတာတွေအများကြီးရှိပါသေးပါเนาะအာငဘဝဆာလို့ရှိရင်တော့ဥစဉ်တော့တိုက်စစ်တွေဖော်ဆောင်လာတယ်လို့ပဲပြောရမှာကျွန်တော်တို့စစ်တွေဘက်တွေဘက်တွေကြားရောက်စုဘက်တွေကြားနေရတဲ့ဒေသနေရာလဲတစ်ဖက်လော်ဘီတွေရဲ့တည်င်းစကားတွေပါလေဗျာเนาะဥစဉ်တော့ခုနောက်ပိုင်းမှာဒီကြောက်ဖြူလို့စစ်တွေလို့တည်င်းနေမတင်မှုဆိုတာကကိုယ့်ဘက်ကကြာရှုံးလို့မတင်တာမဟုတ်ပါဗျာเนาะစည်ရေးအရာတွေပြောဥစဉ်တော့မပြောဘဲနေချင်းတာဖြစ်ပါလေဗျာเนาะစည်ရေးအရာတွေကြောင့်မပြောဘဲနေချင်းဖြစ်ပါတယ်အဲ့တော့ဘာပဲပြောဥစဉ်တော့ငငယ်ကပြောခဲ့တယ်เนาะ ။ဒီခါလေးဆရာသမားပြောတဲ့အရာလေးတွေဥစဉ်တို့ကဝင်ပြောတဲ့အခါမှာဆရာသမားကဘာပြောလဲဆိုတာမင်းနဲ့မတီးဝဲနဲ့ဝင်းဝင်းပြောနေကွာတဲ့ဟုတ်လားမင်းတို့ကလေးတွေတိတယ်ဆိုတာတဲ့လူကြီးတွေကိုမမီသေးဘူးပေါ့နော်အခုလည်းဥစဉ်တို့တိတယ်တတ်တယ်ဆိုတာကတော့လူကြီးတွေကိုမမီသေးဘူးလို့ပဲဥစဉ်ကတော့ပြောကြပါလေပေါ့နော်အဲ့တော့ဥစဉ်တို့ဗမော်တရင်းနေပါတရင်းနေအကုန်လုံးနေရတော့နော်ဗမော်ဆိုလည်းချင်းနေကောင်းတယ်ဆိုတော့အားလုံးခင်ဗျားတို့အတိဆုံးပါဗျာနော်အဲ့တော့သမတော်ချင်းမြတ်တို့လူမျိုးဥစဉ်ဒါလေးပဲပြောချင်ပါလေဗျာနော်အဲအားလုံးစိတ်ချမ်းသာကိုကြီးကြမ်းမချင်းမြတ်နဲ့ပြည့်စုံပြီး အန္တရာယ်ကင်းပြီးဖြေရှင်းကြပါသေးလို့ပေါကတော့စတောင်းမေတ္တာပို့သားလိုက်ပါတယ်ဗျအားလုံးသာပါပဲဗျအေယာဝတီတိုင်းရေကြည်မြို့နယ်ပသိမ်မုံရွာလန့်အနောက်ဖက်ခြမ်းကကြေးရွာတွေမှာနေထိုင်သူတွေဟာငါးတိုင်းချောင်းမြို့ပေါ်ကိုဈေးတက်ဝယ်ဖို့စစ်ကောင်စီခန့်ကြေးရွာအုပ်ချုပ်ရေးမှုတွေစီကနေထောက်ခံစာယူနေရတယ်လို့ဒေတာခန့်တွေစီကနေသိရပါတယ်ဘလောက်ပဲဝယ်ရမယ်ဆိုတာကစစ်တပ်ကတတ်မှတ်တာသူတို့ဂိတ်တွေကိုဖျက်သွားရတယ်အုပ်ကြီးထောက်ခံစာနဲ့တွားဝယ်ပြန်လာရင်သူတို့တတ်မှတ်ထားတဲ့အတိုင်းပဲဝယ်လာရတယ်လို့ ရေနံ့တာရွာခန့်တူးကဒနာကိုပြောပါတယ်အာရခတ်တတော် AA နဲ့စစ်ကောင်းစီတကြားတိုက်ပွဲတွေနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ရေကြီးမြို့နယ်တွေကဂွန်ငါတိုင်းချောင်းကားလန်တဝိုက်နဲ့တသိမ်မုံရွာကားလန်တဝိုက်ကြေးရွာတွေကဒေတာခန့်တွေဈေးဝယ်ဖို့အခုလိုထောက်ခံစာပြုလုပ်နေရတာပါထောက်ခံစာတွေမှာလည်းမိသားစုဝင်ရေအတွက်ပုံမူတည်ပြီးဝယ်ယူနိုင်တဲ့ကုန်ပစ္စည်းပမာဏကိုကန့်သက်ထားတယ်လို့သိရပါတယ်။ဥပမာဆန်ဆိုရင်၃ပစ္စည်း50တားပေါ်နောက်ကုန်စိမ့်တား၅မှုပေါ်စသဖြင့် သူတို့စစ်လို့မိသားစုနဲ့ဝယ်လာတာနဲ့များနေတယ်လို့သူတို့ထင်ရင်ပြဿနာရှာတယ်။ကိုမိသားစုကလူများရင်ထောက်ခံစာနှစ်ဆောင်လုပ်ဖို့လို့လဲရေနန်းသားရွာခံကပြောပါတယ်။အခုလိုဈေးဝယ်ခွင့်ထောက်ခံစာတွေကိုငါးတိုင်းချောင်းမြို့အဝင်စစ်ကောင်စီတက်စစ်စေးကိတ်မှာစစ်စေးတာဖြစ်ပြီးပိုဝယ်လာတဲ့ပစ္စည်းတွေကိုလည်းတင်းယူတယ်လို့ဆိုပါတယ်။ကုံစိမ့်ပါညာအတီးနံတွေပါလာလို့ဒါလေးစားခြင်းနဲ့ဆိုရင်ပေးထားခဲ့ရသေးတာလို့လည်းရေနံသားရွာခံကပြောပါတယ်။ အခုရက်ပိုင်းတွင်စစ်ကောင်စီဘက်ကနေအခုလိုကန့်သတ်မှုတွေလှုပ်လာတာဖြစ်ပြီးဒေတာခန့်တွေကတော့တိုက်ပွဲတွေဖြစ်နေတဲ့ဒေတာတွေပဲရိတ်ခါဖြတ်တောက်ခြင်းလို့အခုလိုပြုလုပ်လာတာလို့ယူဆကြပါတယ် ထောက်ခံစာပြုလို့ရမှာလဲအုတ်ချုပ်ရည်မှုတွေထံငွေကျပ်3000ကနေ9000အထိပေးနေရပြီးထောက်ခံစာတစ်ခုကိုတစ်ခါပဲအသုံးပြုခွင့်ရှိတယ်လို့သိရပါဗျ။အလားတူပဲတာပေါင်းမျိုးနယ်ထဲရှိကြေးရွာတချို့ကဒေတာခံတွေလည်းမြို့ပေါ်တက်ပြီး73စီနဲ့ဈေးဝယ်ယူဖို့အတွက်အုတ်ချုပ်ရည်မှုတွေကိုပိုက်ဆံပေးပြီးထောက်ခံစာပြုလုပ်နေရတယ်လို့သိရပါဗျ။